ဟယ်လိုအားလုံးပဲမင်္ဂလာပါဖူပေါ်မချန်ကနေကြိုဆိုပါရစေချန်ပီယံဖြစ်ပေမဲ့လေဘာဦးတင်ကတော့လာမယ့်ရာသီတွေတောက်လျှောက်ပြင်ဆင်မှုတွေကျွန်တော်တို့လုပ်နေတယ်ဒီနေရာမှာလေဘာဦးကူစင်းနဲ့ဂျာမနီလက်ရွေးစင်ကစားသမားလေးဖြစ်တဲ့ Florian Vias ကိုလေလေဘာဦးတင်ရဲ့ဘက်ကအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေပြီ ဒေးဗစ်ရော့စလင်းကနေပြီးတော့ကျွန်တော်တို့ report လုပ်ထားတာကျွန်တော်ရှိပါတယ် Florian VS နဲ့ပတ်သက်ပြီးတော့ Liverpool တင်းရဲ့ဘက်ကတော့ Florian VS ရဲ့ကျွန်တော်တို့ဒီတာဝန်ရှိသူတွေနဲ့ပတ်သက်လို့လက်ရှိမှာအခြေဆက်တွေရှိနေတယ်အကယ်လို့မြန်ကစားမဖြစ်သူက Liverpoolzin နဲ့ Germany ကနေပြီးတော့ Germany ကနေပြီးတော့ပြောင်းမယ်ဆိုလို့ရှိရင်တို့အနေနဲ့ဒါအမှန်ကန်ခေါ်ယူနိုင်ဖို့ပေါ့နော်ခေါ်ယူနိုင်ဖို့အတွက်ကျွန်တော်တို့ဒါကစားမကအင်္ဂလန်ကူမြန်ပြောင်းမှလာပေါ့အကယ်လို့ပြောင်းမယ်ဆိုလို့ရှိရင် ခေါ်ဖို့အတွက်လီဗာပူးတင်းရဲ့ဘက်ကကစားမတာဝန်ရှိသူတွေနဲ့အချိန်ဆက်တွေရှိထားတယ်ပေါ့လီဗာပူးတင်းရဲ့ဘက်ကတော့ဟိုဘယ်လိုပြောမလဲဒီကစားမဖြစ်သူနဲ့ပတ်သက်ပြီးတော့အမှန်ကန်ကိုသဘောကျနေတယ်ဒါပေမဲ့လည်းလို့22နှစ်ရွယ်ဖလိုရီယန်ဗက်စ်ကိုရိုင်းရဲ့ဘက်ကတော့ဒီလီဗာပူးစင်ကနေထွက်မှလာမထွက်ဘူးလားပေါ့နော်ပြီးလို့ရှိရင်ဂျာမနီမှာပဲဆက်ပြီးတော့နေမှလားဒါမှမဟုတ်ဂျာမနီကနေထွက်ပြီးတော့ပြည်ပကလပ်တင်းတစ်ခုခုကိုသွားပြီးတော့ကစားမလားဆိုတော့ဒီအခြေအနေကို ကစားမရဲ့ဘက်ကကွက်ကွက်ပြပြလက်ရှိချိန်ထိဆုံးဖြတ်ထားတာမရှိသေးဘူးပေါ့ဗျာဆိုတော့ပြီးခဲ့တဲ့နေ့ကလည်းဂျာမန် report ဒီ report တကူကဘာပြောလဲဒီ bilito sport bilito ဘာတို့ကလည်း florian verse ရဲ့မိဘတွေကเนาะကျွန်တော်ဒီအင်္ဂလန်ကိုထွက်ခွာသွားတယ်ဆိုပြီးတော့တနင်္လာနေ့ကျွန်တော်လောက်လာတယ်အားလုံးကတော့ manchester city manchester city ပြောနေကြပြီမဲ့လက်ရှိမှာတော့ david austin ရဲ့ report ရဆိုရင် liverpool တင်းရဲ့ဘက်ကကိုပဲကစားမရဲ့เนาะဒီမိဘတွေနဲ့ချိတ်ဆက်တွေရှိနေတဲ့ပုံစံမျိုးပါ ဆိုတော့နက်ဆန်နှစ်ရွယ်ဖလိုရီယန် VS တွေကျွန်တော်တို့ဘယ်လိုပြောမလဲလီဗာပူးသင်းရဲ့ဘက်ကအင်္ဂလန်မှာအခွင့်အရေးရှိတဲ့လက်ရှိအချိန်ပေါ့နော်တသင်းနေတော့အသင်းလို့ကျွန်တော်တို့ပြောရမယ်ပြောရမယ်ပေါ့ဟိုတခုတော့ရှိတာပေါ့လေအဲဘယ်လိုပြောမလဲဖလိုရီယန် VS လီဗာပူးသင်းရဲ့ဘက်ကကျွန်တော်တို့ကြည့်ရင်နော်အမင်းပြီးပါကလပ်တွေကိုဒီကောင်းလေးရောင်းကျင်တယ်ပြီးပါကလပ်တွေကိုဒီကောင်းလေးရောင်းကျင်တယ်သူတို့ကပြည်တွင်းပြည်တွင်းကဟိုဘိုင်ယန်မြူးနစ်ကိုတော့သူတို့မရောင်းကျင်ဘူးတခုရှိတာကတော့မရောင်းကျင်ဘူးဆိုတော့လွယ်လွယ်ကူကူနဲ့တော့မရောင်းကျင်ဘူးပေါ့နော် ဟိုလီဗိုဘိုင်ယန်မြူးနစ်ရဲ့ဘက်ကလည်းလက်ရှိမှာသူတို့မှာမူစီယာလာလည်းကျွန်တော်ရှိနေပြီเนาะပြီးလို့ရှိရင်အဲနံပါတ်10ရို့မှာကစားအမြဲတမ်းကစားနေတဲ့ဒီပါလဲတောမက်စ်မူလာကလည်းထွက်သွားပြီထွက် ရာဒီကွန်သူတို့နားပြီကိုเนาะထွက်ပြီဆိုတော့အဲ့ဒီမှာသူတို့မှာ right right wing မှာဆိုလို့ရှိရင်သူတို့မှာ ulic ရှိမယ် left wing မှာဆိုလို့ရှိရင်မူစီယာလာရှိမယ်နံပါတ်10ရို့မှာဆိုလို့ရှိရင် florian vs ရှိမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့က florian vs ကိုအမှန်ကန်ခေါ်ဖို့အတွက်ပြင်ဆင်နေကြတာ ကစားမရဲ့ဘက်ကလည်းပြောင်းကျင်သလားပြောင်းကျင်သလားဆိုတာဂျာမနီမှာပဲဆက်ပြီးတော့ဗောနောဂျာမနီတဲကတင်းတင်းတင်းကိုသွားကစားမလားဓမ္မို့ပြင်ပပြပကိုထွက်ကစားမလားဆိုတာမသိရသေးဘူးသို့တော့တန်150အထိကျွန်တော်တို့ကလိုချင်နေဗျာလီဗာပူးစင်းရဲ့ဘက်က Florian VS နဲ့ပတ်သက်လို့အကယ်လို့ဂျာမန်ပြည်တွင်းကလပ်ကခွန်မယ်ဆိုရင်ထားပါတော့ဒါတသိမ်းမယ်ရှိတယ်ဗျာ Bayern Munich Bayern Munich ကကျွန်တော်တို့ခွန်မယ်ဆိုရင်သူတို့တန်150အထိအလိုရှိတယ် ိုင်မဲ့လို့ပြည်ပကလပ်တွေကခေါ်မယ်ဆိုလို့ရှိရင်တန်း120လောက်တန်း100လောက်နဲ့သူတို့လက်လွတ်ကောင်းလက်လွတ်မယ်ပေါ့အထူးသဖြင့်ပြိုင်ဘက်ကသူတို့ကလေလေကူကူလက်မလို့ချင်တဲ့သဘောလေးပါမှာအဲ့လိုမျိုးဆိုတော့လက်ရှိချိန်ထိပေါ့နော်အဲ့ဘယ်လိုပြောမလဲဟိုလီဗာပူးသင်းရဲ့ဘက်ကလည်းတန်း100 120ပေးလို့တဲ့အစံသာရှိသလားနော်သူတို့ကတော့ရှင်းနေပြခေါ်ချင်တဲ့ကစားမကို နော် Florian Vies ကိုကျွန်တော်တို့ကခေါ်ခြင်းနဲ့ Vies ဆိုတာကလက်ရှိ Liverpool ရဲ့ number 10လို့မှာအမှန်ကန်ပြောင်းလဲပြီးမဲ့ကစားမှာ Soboslain ဆိုတာ Vies ချီပြမိတော်မိတဲ့ကောင်မဟုတ်ဘူးဆိုတော့တို့အနေနဲ့ number 10လို့မှာပူကောင်းတဲ့ကစားမှာလိုတယ်ဒါကြောင့်လည်းပဲ Florian Vies လို့ကစားမှာမျိုးတို့လိုချင်တာအဲ့နှစ်ဆန်းနဲ့နှစ်နှစ်ပဲကျွန်တော်ရှိသေးတယ်ဗျာနော် quality ကအကောင်းကြီးနော်ဘာလက်ရှိကောင်းလို့မှာလဲဆိုတော့ Liverpool စင်ရဲ့ကန်တာမှာဒီကောင်လေးကကျွန်တော်အများကြီးရေးပါခဲ့တာဒါကြောင့်လည်းပဲဘယ်လိုပြောလဲဒီအတင်းတိုင်းကကျွန်တော်လိုချင်တာပေါ့လေဆိုတော့ Bayern Munich ကိုကျွန်တော်တို့ ရောက်ဖို့တော့အချိန်နေတော့ရှိပြီမဲ့လေလို့ပေါ့နော်ဟိုတခုကစားမရဲ့ဘက်ကလည်းတွေးမှာဗျထားပါတော့ဘိုင်ယန်ဆိုတာကလက်ရှိမှာသူတို့ရဲ့မျက်သူတို့ရဲ့ new face ဖြစ်သူတို့လက်ရှိဒီဘိုင်ယန်ရဲ့မျက်နှာဖြစ်သူတို့ဒါလက်ရှိဝါလုံးနေတာဒီမူစီယလာပဲဆိုတော့ကစားမရဲ့ဘက်ကတွေးမှာပဲလေโอเคငါရောက်သွားရင်ကောငါမူစီယလာရဲ့အရေးအောက်ပဲနေရမှာလားသိရမလားဒါမှမဟုတ်ဆိုလို့ရှိရင်ငါ့ကိုငါဖန်တီးခွင့်ရှိမှာလားဘိုင်ယန်ရဲ့ဘက်ကငါတို့နှစ်ယောက်ရဲ့အချင်းတွေကိုဘလူဘလူဖန်တီးမှလဲကစားဒီဒီလက်ရှိ ဘယ်လိုပြောရမလဲဘာစီလိုနာမှာနေမာနဲ့မက်ဆီတို့ဖြစ်ခဲ့သူပဲဗျာနေမာတွေးမှာပဲလေငါမက်ဆီရဲ့လောင်းရိပ်အောင်မှာနေမာလာဒါမှမဟုတ်ကိုကိုကိုတည်တယ်မလားကိုအနာကကိုရဲ့တမိုင်းကိုကိုရီးဘူးအတွက်တခြား challenge ဖြစ်ရင်ဖြစ်ပါစေသွားပြီးတော့ကျူးမန်းမလားပေါ့သူဒါတွေးမှာပဲဘာလို့လဲဆိုတော့လက်ရှိဟို Florian Vies နဲ့ကျွန်တော်တို့ Musiala တို့ကဒါတငယ်ချင်းကောင်းနေဖြစ်တဲ့ imminent ရင်းနှီးတဲ့ကစားမတွေဖြစ်တဲ့ဘာညာဆိုပြီးမဲ့လဲလို့ပေါ့နော်ပြောမလဲနိုင်ငံကတူတူပဲဗျာနိုင်ငံတူတူကစားနေရတဲ့အချိန်မှာကလပ်မတူလို့ ဒါ Florian Vies တို့လည်းပြဿနာဖြစ်သွားလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ကလပ်အသင်းတူတယ်ဆိုလို့ရှိရင်လည်းပဲသူတို့အတွက်ဒါပို့ပြီးတော့ကောင်းနိုင်တာဗောလေသို့တော်လည်းပဲဘယ်လိုပြောမလဲအခုချိန်မှာဘိုင်ယန်ရဲ့ဘက်ကရောမူစီယာလာလိုမျိုးကစားမဖြစ်သူကိုလာစားတက်တက်မဲ့တဲ့ပြီးမှရမှာမင်းအကယ်လို့ဗျာဒီပုံစံနဲ့လည်းလာရတယ်မူစီယာလာထက်လည်းအကျိုးခံစားခွင့်ကနည်းတယ်ဆိုဘလို့လာမှာတော့ဟုတ်တယ်မလားသူ့ကိုအမှန်ကန်ဥတည်ပြီးတော့ကစားနိုင်မဲ့သူ့ကိုအမှန်ကန်ဆက်ဆံနိုင်မဲ့တခြားကလပ်တင်းတစ်ခုကိုပဲသူသွားမှာပေါ့ဒါအပြင်ဘိုင်ယန်မှာကငွေကြီးပြဿနာကရှိတယ် ငွေကြီးပြဿနာဆိုတာကစားမကိုတန်150တီပေးပါမလားလီဘောက်ကူစင်ကဟိုပြည်တွင်းကလပ်ကိုမရောင်းချင်ဘူးရှင်းရှင်းလေးရလွယ်လွယ်ကူကူရောင်းမယ်ဆိုလဲတန်150ဆိုတော့ဟိုဘိုင်ယန်ရဲ့ဘက်ကလည်းပေးလေငါတို့ကတန်100လောက်ပဲပေးမှာဟိဆိုတဲ့ပုံစံမျိုးအဲ့လိုအဲ့လိုမျိုးဆိုတဲ့ခါကျတော့အချင်းတွေကတော့ရှုပ်ထွေးနေတာပေါ့လေဒါပေမဲ့အင်္ဂလန်မှာတော့ Florian VS ရောက်နိုင်တဲ့တဲ့င်းကလက်ရှိအချင်းကြီးဆိုလီဘောက်ဘူးပဲရှိတာသူတပင်းတော့သူ့ကိုအမှန်ကန်ချိတ်ဆက်တာဆိုလို့လီဘောက်ဘူးပဲရှိနေလို့ပဲအဲ့တော့ကစားမရဲ့တန်ကြီးကလည်းမနေဘူးနော် ဆိုတော့အဲ့လိုမျိုးဆိုတော့နင်းနေတော့တိုင်ပတ်တွေပေါ့လေနင်းနေတော့တိုင်ပတ်တွေလီဗာပူးတွက်ကကစားမဘက်ကလည်းဘာမှမသိကြသေးဘူးဒါပေမဲ့ကောင်းတာတစ်ခုကတော့တခြားကလပ်အသင်းတွေနဲ့စာရင်လီဗာပူးတင်ဟာပူပြီးတော့အခြေဆက်တွေလှုပ်ထားပြီးပြီကစားမရဲ့ဘက်ကလည်းကျွန်တော်တွေးမှာပဲတခြားကလပ်အသင်းတစ်ခုကိုပြောင်းမယ်ဆိုရင်ဒီကလပ်အသင်းဟာဘလောက်ထိစတီပဲဖြစ်တဲ့အသင်းလေသူ့ရဲ့အနာဂတ်ကိုဘလောက်ထိစိတ်ချရလဲအောင်မြင်မှုတွေဘလောက်ထိယူနိုင်မှာလဲဒါကိုကစားမရဲ့ဘက်ကကြည့်မှာပဲအောင်မြင်မှုနဲ့ကျွန်တော်တို့ဘောနော်တူ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 ရဲ့ဟွာကိုသူရက်တီလို့ရမလားအဲ့ဒါသူကြည့်မှာပဲဒါကြောင့် ဟို Florian Vies ကိုလည်း Liverpool ဘက်ကတော့ချိတ်ဆက်တီကျွန်တော်လှုပ်ထားတယ်။ဒါပေမဲ့ကစားမလေးဘက်ကအခုချိန်ထိဂျာမန်ပြင်ပကိုထွက်ကစားကျင်သလား Liverpool ကကိုထွက်ချင်ရလားဆိုတာအတိအကျမသိရသေးဘူးဆိုတဲ့ပုံစံမျိုးတပိတော့ Stein ကတော့ပို့လှုပ်ထားတယ်။မနိုင်ပြောရင်ပြတော့ကျွန်တော်တော်လေးစိတ်ပူတယ်။စိတ်ပူတယ်ဆိုတာပြိုင်မဲ့ပရိသတ်တယောက်အနေနဲ့မင်းကိုကိုသဘောကျတဲ့ကစားမလေးတယောက်ကိုမင်းမပြောင်းလို့ဘူး Liverpool အသင်းကိုအဲ့မဲ့လေဘယ်တက်နိုင်မလဲနော်ဘယ်တက်နိုင်မလဲဆိုတာဘောလုံးလောကဆိုတော့ဒီတိုင်းပဲလေကစားမားတွေကသူတို့အနာကက်ကိုကြည်မာပဲဒီချိန်မှာဟို ဒါပါတော့ကျွန်တော်ပြောသလိုပဲလေပါဦးသင်းဆိုလို့ရှိရင်ဖလားတွေပါတယ်ရဖို့အတွက်အများကြီးချီချီကောင်းတဲ့အတင်ပြအဲ့ဒီနေရာမှာနံပါတ်10တို့မှာ Florian Verse နဲ့အဓိကကစားမနေနဲ့လေသူကစားကောင်းကစားမှာပဲဆိုတော့အနာဂတ်အတွက်လည်းစိတ်ချရတယ်တကွေးအောင်မြင်မှုတွေအတွက်လည်းသူအများကြီးမျှော်လင့်လို့သူတို့ရတယ်ဆိုတော့နော်သူတန်တရာလောက်ပါညာပြီးပြီးတော့ကျွန်တော်ကစားရမယ်ပြီးလို့ရှိရင်လည်းပဲလောက်ခလာသားတွေလည်းကောင်းမယ်နော်ပြီးပါထွက်ပြီးတော့ challenge အစ်စ်တွေလည်းသူကစားခွင့်ရမယ်ဆိုလို့ရှိရင်ဒါအများကြီးကစားမဘက်ကကျွန်တော်ကြည့်ရင်လာခြင်းစရာနေရာမျိုးပြ ဘိုင်ယန်မြူနစ်ကိုပြောင်းသွားရင်တော့ခုနကကျွန်တော်ပြောလိုပဲနံပါတ်1အောင်မြင်မှုဒီလုံးဝလက်လက်ဗါလေမြေကြီးလက်ခံမလွယ်ဘူးဗျာအောင်မြင်မှုဒီမင်းကာလာတိုင်းရမှာချန်ပီယံစ်လိမှာဆိုလို့ချင်းလည်းပဲအများကြီးအခွင့်အရေးတွေရှိလာမယ်ဒါပေမဲ့လည်းလို့တခုရှိတာကပြည့်ရမလားသူ့ရဲ့ personal အောင်မြင်မှုမှာသူဘယ်လောက်ထိမြှင့်နေလို့ရမှာလဲလောင်ရိတ်ဟာဘယ်ဟုသွားမှာလဲဒီဂျာမနီဟာဘသူ့ကိုပေါ့နော်ကျွန်တော်ဒါဘိုင်ယန်မြူနစ်မှာအဓိကထားပြီးတော့ဆက်ဆံပါတယ်မူစီယာလာလာတူလာ တခုရှိတာကတော့သူတို့နှစ်ယောက်စလုံးကိုဒန်းတူဆက်ဆံနေထားပါတော့လာစာလေးလည်းအတူတူရရတယ်အကျိုးခံစားခွင့်လည်းအတူတူရရတယ်ဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါသွားခြင်းသွားမှာပေါ့လေဒါတော့မှလီဗာကူဇင်ကိုတန်း150လောက်နဲ့ကန်လန်အိုးမှာကိုနော်ဒါကြောင့်ဟိုဘိုင်းမြူနီရမှာဖြစ်မှာဘိုင်းမြူနီရမှာဖြစ်မှာနော်ဘိုင်းမြူနီရမှာဖြစ်မှာကျွန်တော်တို့ပြိုင်ဘက်ပရိသတ်ရောက်ကြောင်းပြိုင်ဘက်သင်းစီရောက်သွားတော့မဖြစ်ဘူးသို့တော်လည်းပဲလက်ရှိအင်္ဂလန်မှာတော့မန်ချက်စတာစီးတီးမန်ချက်စတာစီးတီးတို့ပြောနေကြပြီမြဲ လီဗာပူးအသင်းကပဲလက်ရှိအခြေစက်တွေရှိနေတဲ့ဒါအသင်းလို့ကျွန်တော်ပြောလို့ရတယ် Florin VS နဲ့ပတ်သက်လို့ရှိရင်ဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ဆိုတော့ဘယ်ကိုရောက်သွားမလဲဆိုတာတော့ဗောနော်လက်ရှိမှာတော့ကစားမဖြစ်သူကိုလီဗာပူးအသင်းတောင်းရှိသူတွေဘက်ကကစားမဖြစ်သူဒါအသင်းကနေထွက်မထွက်သိတယ်မလားနော်အင်္ဂလန်ကိုပြောင်းလာမလားမလာချင်ဘူးလားဒါတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုဒီချိတ်ဆက်မှုတွေရှိနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်အပြောင်းရွှေ့တွေဘယ်တော့ထပ်ပြီးတော့ဘာတွေထူးခြားမလဲကျွန်တော်စောင့်ကြည့်ရမှာပါဆိုတော့ညီကလေးနေနေရောဘယ်လိုမြင်ရမလဲ ဒီလီဗာပူးအနေနဲ့ Florian VS ကိုရအောင်ခေါ်နိုင်မယ်လို့ကျွန်တော်ထင်ကြတာဒါမှမဟုတ်ကစားမကထုံးစံတိုင်းပဲဂျာမနီမှာကောင်းတဲ့ကစားမဆိုရင် Bayern Munich ကိုရောက်သွားကြသလိုပဲ Bayern ကိုရောက်သွားလိမ့်မယ်လို့ညီကလေးတို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်များကြပါမယ်